thank you ဘူးကလည်းလက်ဆက်ပြရမှာပြီးဟုတ်ပါပါဒီဒီစစ်တောင်းကိုတက်ခုတ်တာပေါ့နော်ဟုတ်တယ်ဝါဟိုတောင်းတယ်ကွာအဲ့ပေါ်မပေါ်ရှိဩခုကြတော့ငင်းလင်းလို့အဲ့ရိုက်ပကြိုက်ခုတ်လို့ကြည့်တောင်းတောင်းချမ်းပါကြောက်ဝမ်းကြုံဝမ်းနိုင်တယ်ဒီမှာလာနေခင်ဆက်ကြလူလိုလေးပဲပေါ့ကြုံတဲ့အားလေးပဲဟုတ်ကဲ့ မကွေးတိုင်းဘယ်နယ်ကဆလင်းမြို့နယ်ရွာကရွာကပေါ့မတရားမလို့ရွှေရုံကပေါ့မရှိဘူးဆီဖင်းဆောင်လာကတော့အဲ့ခက်တန်နေရကိုကိုကြက်လာမှရှိလို့ဆောင်ရတယ်ဘွာတော့တစ်နှစ်ပြည့်တော့ဒီနှစ်ပြည့်တော့မှခု၆လပိုင်း၄ရက်နေရဒီလိုရောက်လာတာဟုတ်ကဲ့ပါဟုတ်ဒီက၆လပိုင်းဒီမှာကြတော့ငှားနေရတာဒီမှာတော့ငှားလေငှားကမငှားပါဘူးအသိမရှိတာလက်ကားထားဒီအင်းနေပို့ ခဏယောက်လာကြရလဲဘာလို့ဒီကားဆိုလဲ9ယောက်ဒီကားကျော်9ယောက်အိုးဟုတ်ကဲ့ဒီရောက်တော့ဘာဒီလုတ်ကင်စားတောက်လို့ရတယ်ရှင်းလေးတွေရက်လိုက်တကင်းလေးတွေရက်ရောင်းပေါ့ဟာဘူးတွေရက်လိုက်ထိုင်ကုန်လေးတွေပေါ့ဘာလို့အမှန်မသိဝါလေးကုတ်ပြီးတယ်မှာထိုင်ကုန်လေးတွေရက်ရှင်းလေးတွေဟိုလိုရှင်းလေးတွေရက်ပြီးဟုတ်ပါရောက်တော့ဒီမှာသွားရောက်လဲဘာဒီရောက်တယ်မလားလာမရဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဒီလိုချင်းလေးတွေပဲရက်ပြူပြီးရောင်းနေတာဟုတ်တယ်ချင်းလေးတွေအထိုင်ကုန်လေးတွေပေါ့ဟုတ်ကဲ့ငလင်းနဲ့ကြုံတွေ့ရတဲ့အခါပေါ့နော်ကိုကြုံရတဲ့ဟိုစိတ်ခံစားမှုပေါ့ကိုမှဟိုဘက်ကနေလဲဒီဘက်ကိုရှောင်လာရတယ်ပြေးလာရတယ်ဒီဘက်မှာဒါမျိုးတစ်ခါထက်ကြုံရတဲ့အခါကြတော့လေဟုတ်ဟိုဘက်ကတခါရှောင်လာရတယ်ဒီမှန်ကလေးနဲ့တွေ့တယ်ဆိုတော့နည်းနည်းဝါဖြစ်သွားတယ်ပေါ့ညာ ဘာလို့လဲလို့အကမ်းမှန်းမှုချိန်ပါတော့တာပေါ့ဒီမှာနေလို့ချက်ချက်ပါတော့မလားဘယ်ဆွေငေါ့မလဲကိုအဲ့လိုအတွက်ကြီးတာပေါ့တော်တော်ဆိုးသွားတော့အမြင်ရတယ် ဆက်ကနေအတွင်းနေငါလုံးကိုဒီလိုပဲအများကြီးပြောင်းပြီးတော့ပြောင်းပြရတယ်။အဲကျွန်တော်တို့ကဒီလိုပဲအကြည့်တင်ပါတယ်။ဟောလာတာ။ thank you